အားလုံးပဲမင်္ဂလာပါရှင်အာစီတုဒ္ဒဆောင်ရတဆောင်ချန်နယ်မှာတူဆိုလိုက်ပါတယ်ကျမကတော့စုဖြစ်ပါတယ်ဒီနေ့မှာတော့ဆရာကြီးဥတည်ညုံရေးသားထားတဲ့မမဲကြီးဝတ္ထုတို့ရဲ့အခန်းဆက်ကိုဆက်လက်ပြီးတင်ဆက်ပြီးမှာဖြစ်ပါတယ်ရှင်အားလုံးပဲနားဆင်ရင်ခင်စားပေးကြပါအောင်ရှင်မမဲကြီးအခန်း10ဟုံး ပောက်ကွဲတန်ကြီးတစ်ခုနှင့်အတူဂျပန်စစ်သားတွေဖျို့ဖျဲထွက်ပြေးကာနေရာယူလိုက်ကြသည်။ချောင်းတစ်ဖက်မှာတော်လန်ရေးတပ်သားတွေပြေးဆင်လာကြသည်။ဂျပန်တွေကလည်းတော်ရဲကိုပြေးဝင်ကာခုခံသည်။အကာအကွယ်မဲ့သည့်ချောင်းကိုပြက်လာရသောတော်လန်ရေးရဲဘော်များမှတဝုံးဝုံးနှင့်ချောင်းထဲကိုလဲကျနေသည်။မိုးကတဲတဲမဲမဲရွာလာသည်။ဂျပန်တွေတော်ရဲကအင်းနှင်အားနှင့်ထွက်လာသည်။တောင်မြင်ပေါ်တွင်အနိကတိုက်ခိုက်မှုတွေကပြင်းထန်နေချိန်တွင် တောင်ကြရေကဝေါခနယ်ဆင်းလာပြီးချောင်းနှင့်တောင်မြင်ပေါ်ရှိအားလုံးကိုတိုက်ချသွားသည် ကျွန်တော်ကတိုက်ပွဲတွေကြားတွင်ပြင်းနေရသလိုမျိုးဖြစ်နေသည်ရေလုံးကြီးဆင်းလာချိန်တွင်အချိန်နှင့်မျောပါသွားရမှတစ်လုံးတစ်လုံးကိုဖမ်းဆွဲပြီးတက်ရန်ပြင်လိုက်ချိန်တွင်တစ်လုံးပေါ်မှလူကကျွန်တော်ကိုတွန့်ချလိုက်သည်ဟင်ဦးတို့မကျွန်တော်လန့်လို့လာသည်မှောင်မဲနေသည်ကျွန်တော်ကလဲနေရမှထထန်လိုက်သည် ကျွန်တော်လက်တွေနဲ့ခြေထောက်တွေကိုကျိုးထုတ်ထားသည်ကျွန်တော်ထထိုင်ပြီးနောက်ကကြောက်တုံးကိုမိထားလိုက်မိသည်တဲတောင်မြင်တွင်မိဘုံကြီးတစ်ပုံရှိနေသည်ခင်းနှုံးတွေထက်ထဲထားသောကြောင့်အရှိန်ကောင်းနေသည်မမဲကြီးပို့ခဲ့သည့်မိဘုံပဲဖြစ်သည် ကျွန်တော်နှင့်သုံးကိုက်အကွာလောက်တွင်မမဲကြီးကထိုင်နေသည်သူ့ကိုလက်နောက်ပြန်ကျိုးထုတ်ထားပြီးခြေထောက်တွေကိုတော့မတုတ်ထားပါဥဒုမောင်နှင့်တပည့်တွေကမိဘုံမေးတွင်အရက်ထိုင်တောင်းနေကြသည်အလော ူရဲကောင်းကြီးတရင်ရလာပဲလားတက်ပြစ်လိုက်လို့ရတယ်သိလားမဲကြီးကထထဆိုလို့မင်းသိရင်သူဘာမှမပြောဘူးဆိုလို့တော်သေးတာပေါ့ငါလက်စာများပြင်းသွားသလားလို့ဟဲ့လူခင်ဗျဘာလို့မလို့လဲပြန်မဲကျိုးတုံးကိုကျိုးဖြည့်ပေးကြောင်းစရာဒီလိုလွယ်လွယ်နဲ့ပြန်သွားမယ်ထင်းနေသလားမင်းကောင်မကိုပြောလိုက်ငါ့ကိုဂျပန်တွေဟွက်ထားခဲ့တဲ့ယတနာတွေညှောက်ထားတဲ့နေရာကိုမပြောရင်မင်းတို့နှစ်ယောက်စလုံးကို တက်ပြစ်ပြီးတော့မြှုပ်ခင်းမယ်သိလားခမရလှုပ်ချင်တယ်လှုပ်လို့မရပါဘူးကျုပ်တို့နဲ့ခမရဒီဟိုလာကြတယ်ဆိုတာတရွာလုံးသိတယ်ဟာဟာဟာကြာလဲကြာတယ်ចောင်းစရာတော်ထဲမှာသိတယ်ဆိုတာလွယ်လွယ်လေးသိလားကြားကြိုက်သလားစင်နှင်းသလားရှင်းနှစ်သလားလွယ်လွယ်လေးနော်ခမရတက်တိရှင်ကျိုးဖြုတ်ပေးလေနှစ်ယောက်ချင်းချရာလက်နဲ့ရှိတဲ့သူတယောက်ကအပင်မမခံဘူးចောင်းစရာတနက်ယူလာတာအလကားယူလာတာမဟုတ်ဘူး နောက်ပြီးတပည့်တွေခေါ်လာတာလည်းအလကားမဟုတ်ဘူးကျုပ်တပည့်တွေကဒီနေမှာလက်ဆာလက်နာရှိတဲ့ကောင်းတွေပြီးတော့ကျုပ်သေးဆိုသေးရှင်ဆိုရှင်မင်းလိုကောင်းတဲ့ဟိုကောင်မကိုတတ်ဖို့ငါလက်နဲ့တစ်ချက်တောင်တောက်စရာမလိုဘူးအလကားလူကြည့်ပြီးအချိန်မစီးတဲ့လောဘတမခမရကိုပြောတဲ့အမွေရပြီလေခမရအဖေဓာတ်ကိုရပြီမဟုတ်လားအယိုးတွေရပြီမဟုတ်လားခမရကိုယရနာတွေရှာပေးမယ်လို့ပြောခဲ့သလားဦးတိုးမောင်က ဟေးကောင်လေးမဲကြီးကိုခေါ်ခဲ့စမ်းသူတို့ပဲနှစ်ယောက်ကမဲကြီးကို ဆွဲထူလိုက်သည်ခေါ်ခဲ့ဒီနားကိုခေါ်ခဲ့သူကမိဘုံဘေးတွင်ရက်လိုက်ပြီးမမဲကြီးစပင်ကို ဆွဲမှကမျက်နာကိုမိဘုံနဲ့ထိုးထည့်နိုင်ရန်ကြိုးစားနေသည်မမဲကြီးကရုံးတော်လဲလက်တွေရောခြေထောက်တွေကိုပါချုပ်ထားကြသည်ဟဲ့လူတွေမတရားမလုပ်နဲ့တော်ပြီမမဲကြီးကအော်လိုက်ချင်းဖြစ်သည်ဘယ်လိုလဲဟိတ်ကောင်းမပြောမလားမပြောဘူးလား တော်ပြီမမဲကြီးကကျွန်တော်ကိုစိုက်ကြည့်နေသည်ဦးတို့မောင်က ကျွန်တော်အနေလာပြီဟဲ့ကောင်လေးအဲ့ဒီကောင်မကိုဒီခေါ်ခဲ့စမ်းဟုပြောလိုက်သည် သူတပည့်တွေကမမဲကြီးကို ဆွဲလာသည်ဦးတို့မောင်ကသူတပည့်တယောက်ကိုဓာပေးစမ်းဟု ပြောလိုက်သည် တပည့်တယောက်ကဓာကိုလှမ်းပေးလိုက်သည်ဦးတို့မောင်ကကျွန်တော်လေပင်ကိုလာထောက်ပြီးပေပြီးတော့ပြောမယ်ရက်တော့ မမန်းကြီးကအော်လိုက်ချင်းဖြစ်သည်အဲ့ဒီလိုမှပေါ့နင်းကနင့်လင်တီမှပြောတော့မယ်ဟုတ်လားဟေ့လူ ခမရခွေးစကားမပြောနဲ့မမန်းကြီးကဥတုမောင်ကိုစိုက်ကြည့်ပြီး မနဲ့ပြောမယ်ဟုအော်လိုက်သည်အဲ့ဒီလိုလှုပ်ဆမ်းမှဟေ့ကောင်လေးထမင်းကြီးလိုက်အေးမနဲ့မှာခေါင်းမရင်တော့မာရဲခေါင်းကိုဖြတ်ထုတ်လိုက်မယ်ငါပလိုင်းပေးမမန်းကြီးကသူ့ပလိုင်းကိုတောင်းသည် ဥတုမောင်က ပလိုင်းထဲကဓာတ်ကိုထုတ်ပြီးပေးလိုက်။ဘာတွေပါတယ်လဲကြည့်လိုက်အောင်။ငါပြောသေးတယ်ပဲတွေ့တယ်ပါတို့။အေးပလိုင်းပေးလိုက်။ကျုပ်တို့ကိုကျိုးဖြည့်ပေး။မမန်းကြီးကိုကျွန်တော်နာတွင်လာချထားသည်။ခြေထောက်တွေကိုကျိုးတုပ်ထားပြီးမှလက်ကကျိုးကိုဖြည့်ပေးကြသည်။မမန်းကြီးကပလိုင်းထဲမှာငါပြောသည်တလုံးကိုနှိုက်ပြီးစားလိုက်ဟုပြောသည်။နင်းလဲစားလေ။သူကငါပြောသည်တလုံးကိုခွာစားနေသည်။ကျွန်တော်ကလည်းသူ့လိုငှက်ပြောသည်ကိုခွာပြီးစားလိုက်သည် ဟင်းအကြောင်းစရာထမင်းစားရင်ချက်ထားတယ်မသေးခင်ဝဝလေးစားတော့မစားဘူးဟာဟာဟာသူတို့ကလှောင်တယ်လို့ရေးလိုက်သည်ဟေ့ကောင်လေသူတို့လက်တွေကိုပါကျိုးတို့လိုက်တော့ဒီညအလှဲ့ကျကင်းစငါတော့တေးလောက်အိတ်လိုက်အောင်မယ်မိုးမရွာသေးကတော်သေးသည်ကောင်းငင်ကိုမော့ကြည့်ရာကျဲတွေဆုံးနေသည်မမဲကြီးကကျွန်တော်အနာကို တိုးလိုက်သည်မိဘုံမှမိကတပြေးပြေးမိန်လာသည် တယောက်ကထင်းနှုံးကိုတွပစ်ထဲလိုက်တော့ကြောင့်မိခဲတွေကရဲခနဲကောင်းငင်ထက်ကိုမိန့်ပြန်သွားသည်ကျွန်တော်တို့ပတ်လေတွင်ဥတုမောင်ဤတပည့်သွင်းယောက်ကထိုင်းနေသည် ဥတုမောင်ကပဲ့ထောင်ပေါ်တက်အိပ်သည်မမဲကြီးကသူ့လက်နှင့်ကျွန်တော်ကိုလာထိသည်ကျွန်တော်ကလည်းတခုခုပဲယူဆကာငိမ့်နေမိသည်နှစ်ယောက်စလုံးကြောက်တုံကြီးကိုမိထားရင်းကမမဲကြီးမျက်လုံးမိတ်ထားသဖြင့်ကျွန်တော်လည်းမျက်လုံးမိတ်လိုက်မိသည် ကျွန်တော်မျက်လုံးထဲတွင်ဝင်းခနဲလင်းလက်သွားသည်လှိုင်းလုံးတွေလိုလိုဆက်ကွင်းတွေလိုလိုဝင်းလာသည် သူကလက်တန်းလေးတစ်ချောင်းနှင့်ကျွန်တော်လက်တန်းကိုချိန်နိုင်ရန်ကြိုးစားနေသည်သူကတူတူလေးပြောလိုက်သည် စိတ်ထဲမှ မပေါ်ဘူးဘာမှကြည့်လို့မရဘူးဖြစ်နေတယ်ဘာဖြစ်လို့လဲရတနာတွေမဟုတ်ဘူးဟာပျောက်သွားပြီရွှေတွေတွေ့လားမတွေ့ဘူး အနီရောင်ရဲနေတာပဲရောင်ကြီးလွတ်နေတယ်ဘာလဲမသိဘူးဘယ်လိုပုံလဲမသိဘူးအမြင်တွေကိုဖုံးထားတယ်အနီရောင်ကြီးလွတ်သွားတယ်ဘယ်နေရာမှာလဲစိတ်ထဲကိုအနီရောင်ကဖုံးထားတယ်ရောင်ကြီးလွတ်နေတယ်လို့ပဲမျက်စိစူးတယ်ဘာမှကြည့်လို့မရဘူးမမဲကြီးကလက်လျှော့လိုက်ပုံရသည်လက်သန်းချင်းချိတ်ထားသည်ကိုဖြုတ်လိုက်သည်သူနှင့်ကျွန်တော်တွေ့ဆုံရသည့်အထက်တွင်အများဆုံးစကားပြောခွင့်ရလိုက်ခြင်းဖြစ်သည် तू อ่ะจောက်တော့ကိုကောင်းမိပြီးမျက်လုံးမှိတ်ထားသည်အိပ်ပျော်နေပြီလားမသိကျွန်တော်ကလည်းအိပ်ပါစေဆိုသည့်သဘောဖြင့်ငြိမ့်နေလိုက်သည်သို့တော့သူ့လက်ကကျွန်တော်ပေါင်ကိုလာထိနေသည်ရွက်လေကြီးတစင်းမော်တွင်ဗလာတောင်တောင်အမျိုးသားတယောက်ကအမျိုးသမီးတယောက်ကိုဆပင်တွေပုတ်ပေးနေသည်ပုတ်လေကြောက်နေလားမကြောက်ပါဘူးကိုကိုနဲ့အတူရှိနေပြီပဲကိုကိုတို့သွားနေတဲ့ခကြီးကဘာကြောင့်လဲဆိုတာသိရဲ့နော်သိရဲ့လေကိုကို ဟိုရောက်ရင်လက်ထက်ကြမယ်နော်မိုးရီလေးတွေကြလာသည်တယ်လေးတစ်ခုအတွင်မျိုးသမီးလေးကတယောက်တည်းထိုင်နေသည်လူတစ်ယောက်တဲတဲကိုဝင်လာသည်ကြောတွင်အမတ်ကြီးနှင့်ဖြစ်သည်ထိုလူကပိုးဥကိုဝင်ဖက်သည်ပိုးဥကရုံထွက်နေတော့လဲမလုံနိုင်အောင်ထုတ်ထားလိုက်သည်ထို့နောက်ခွေးမခွေးမနင့်ကိုဘယ်လိုလုပ်ပြမလဲဆိုတာသိလားလာခဲ့ ပိုးဘူးကိုဆပင်ကဆွဲသွားပြီးမီးပုံထဲတွင်မျက်နာကိုအပ်ထားလိုက်သည်။ရုံရင်းနှင့်ငြိမ်သွားသည်။ထိုသူဤကြောတွင် အမတ်ကြီးတစ်ခုကိုထင်ရှားစွာမြင်လိုက်ရသည်။မျက်နာကိုကမမြင်ရ။ဟေးထားကြစမ်းအောင်မေလက်ထက်ပြီးဟန်နီမွန်ထွက်လာတယ်လင်းမယားကြနေတာပဲထားတော့မိုးလင့်နေပြီ။ကျွန်တော်မျက်လုံးဖွင့်လိုက်သည်။မမဲကြီးလည်းထိုအချိန်မှနိုးပုံရသည်။ကျွန်တော်တို့ရှေ့တွင်ဥတိုးမောင်ကခါထောက်ပြီးရက်နေသည်။ ဲထတော့ဘယ်မှာလဲယေဒနာတွေကျုပ်တို့ကိုကျိုးဖြစ်ပြီဟဲ့ကောင်လေးခြေတော့ကကျိုးတွေကိုဖြည့်ပေးလိုက်လက်တွေကို နောက်ပြန်တုတ်ထားသူတပည့်တွေက သူခိုင်းသည့်အတိုင်းလုပ်နေသည်ကဲမဲကြီးသွားတော့ဘယ်နေရာမှာလဲယေဒနာယေဒနာတွေရှိတဲ့နေရာကိုပြဦးတို့မှာကျုပ်တို့ကလူတွေပြအပေါ်ပါသွားဖို့မျက်နှာတက်ဖို့အချိန်ပေးပါဦးဟဲ့ကောင်လေးညက်ချစ်မပြက်လိုက်ကြည့် ကျွန်တော်နောက်ကိုတယောက်ကလိုက်လာသည်ကျွန်တော်ကခြုံတိုးပြီးအပေါ်သွားသည်ထို့နောက်ရေဆက်ကိုသွားပြီးကျိုးပြေးပေးလေမျက်နှာသိမ့်မလို့ဟုပြောလိုက်သည်တယောက်ကကျိုးပြေးပေးလိုက်သည်ကျွန်တော်လွလန်းကိုကြည့်သည်နှစ်ယောက်ကဓာတ်ကင်ထားသည်ဥတို့မောင်ကတက်နှက်အသင့်ပြင်ထားသည် ကျွန်တော်မျက်နှာတက်လိုက်သည် ထို့နောက်ပြန်ထပြီးကျိုးကိုနောက်ကမတုတ်ပါနဲ့လမ်းလျှောက်ရတာအဆင်မပြေဘူးထွက်မပြေးပါဘူးခမရတို့လက်ကုပ်ထဲရရှိပဲ။ ကျွန်တော်လက်ကိုရှေ့ရပူးကြည့်ထားသည်မမဲကြီးကအခင်းသွားမယ်ဟုပြောသည်သွားငါလိုက်ခဲ့မယ်ဟဲ့လို့မယုံမနဲ့မင်းကလေးတယောက်တော့အဲ့ဒါလောက်လိုက်နေစရာမလိုဘူးထပ်မပြေဘူးလို့မင်းအမခံသလားထွက်ပြေးစရာအကြောင်းမရှိဘူးဟဲ့ကောင်လေးကြိုးပြေးပေးလိုက်သူ့ပြင်းမလာရင်ចောင်းစရာကိုတက်ပြစ်လိုက်တာပေါ့ဘာမှမရပဲအိမ်ပြန်တော့လေအရင်ပေါ့သူတို့မမဲကြီးကိုကြိုးပြေးပေးလိုက်ကြသည်မမဲကြီးကထုံနေတဲ့ဝင်သွားသည် 15မိနစ်ခန့်ကြာသားတော့လေပြန်ထွက်မလာတဲ့ပြင်ဦးတို့မောင်ကကျွန်တော်ထံပြေးလာပြီးလက်သီးနှင့်ထိုးချလိုက်သည်ကြောက်တုံးကြီးကိုအရှိန်နှင့်ပြေးဆောင်ပြီးကျွန်တော်လဲကြသွားသည်မဲကြီးငါတိခတ်နိုင်တဲ့အစဉ်လွန်သွားပြီထွက်လာနော်ဒီเจ้าဆရာကိုတတ်ပြင်မှာမမဲကြီးကတဏျာမှအေးဆေးစွာထွက်လာသည်ထို့နောက်ချောင်းထဲကိုသွားက မျက်နာတင်နေသည် သူ့ကိုကြည့်ရသည်မှာတင်းငိန်အေးဆေးလာသည် ကျွန်တော်ကလဲကြသွားရမှကြောက်တုံကြီးကိုကြုံးမိပြီး အာယူကထားလိုက်သည်မမဲကြီးကကျွန်တော်အနားမှပလိုင်းကိုလာယူပြီးတိုးတိုးလေးပြောလိုက်သည် နောက်မှစာကူတာကြောက်တုံးကိုကြော့ပုတ်ပြီးထားလိုက်မိသည့်အတွက်ရေညှိတွေကပြောင်းသွားပြီးကြောက်တုံးပေါ်တွင်ထွင်းထားသည့်ပန်းမွင့်ပုံတစ်ပုံကပေါ်ထွက်လာသည်မမဲကြီးပြောသလိုပင် စာကူတာစာကူရာဆိုသည်မှာဂျပန်တွင်ဤအထင်အမှတ်ချယ်ရီပန်းပုံ ထိုပန်းမုံကိုကျွန်တော်နှစ်နေရာတွင်တွေ့ခဲ့သည်လက်ကင်ဘဝနှင့်ရက်တောင်မော်တို့တွင်ဖြစ်သည်နှစ်ခုစလုံးကတာကာဟာရှိနှင့်ဆက်ဆက်နေသည်ကြောက်တုံးမော်တွင်ဆာကူရာပန်းမုံကအဘဲเจ้าရောက်နေရသည်ကျွန်တော်ကဥတုမောင်တို့မြင်သွားမည်ဆိုရင်ပြီးဆာကူရာပန်းမုံကို꿰ထားသည်ရေညှိတွေတက်ပြီးကြောက်တုံးကလည်းမဲနေသည့်အပြင်ခွက်ဝင်အောင်ထွင်းထားသောကြောင့်တတိထားစရာမရှိကျွန်တော်ကမမဲကြီးကိုတောင်ကျဆန်းရီစီးထွေထွေ ကြောက်တုံးတွေကတချင်းဆိုနေချယ်ရီရိုင်းနေပွင့်မီလေးဟုရွတ်ပြလိုက်သည်ဟိုနှစ်ယောက်ဘာတွေကြံထုတ်နေရလဲလာသွားမယ်ကျွန်တော်ကတိုးထီထားသည့်လက်ကိုထောင်ပြလိုက်သည်မမဲကြီးကငြိမ်သက်နေသည်ထို့နောက်ဗစက်မှဂျပန်လိုတခုခုရွတ်နေသည်အတန်နေအတန်ထားဖြင့်ရွတ်ဆိုနေသဖြင့်အားလုံးငိုင်းကြည့်နေကြသည်ကျွန်တော်တရေပြုမိတီကဆရာတော်ရက်တောင်ကိုဖြန့်ပြစဉ်ရွတ်ဆိုသည့်ပုံစံအတိုင်းဖြစ်သည် ကျွန်တော်ကမမဲကြီးကို မောင်ကြီးဟုခေါ်လိုက်သည်သူက ကျွန်တော်ကိုပြုံးပြပြီးဥညွှန်လိုက်သည်အခန်းဆက်တည်းဥတို့မောင်ကမမဲကြီးလက်မောင်းကိုလာဆွဲပြီးညံမများနဲ့သွားမယ်အခုပဲထွက်မယ်ဟုပြောလိုက်သည်မမဲကြီးကအနောက်တက်တဲ့ရောက်နေသည့်ဥတို့မောင်ကို သူ့ခေါင်းနဲ့လှန်ကမျက်နာအားတိုက်ချလိုက်သည်တစ်ချိန်တည်းမှာပင် ကျွန်တော်ကလည်းလက်ထဲတွင်ဗားမြကိုင်မထားသောတယောက်စီပြေးကပကုန်းဖြင့်တွန်းချလိုက်သည် မတားမဥဒုမောင်ကနှာခေါင်းမှထွက်လာသည့်သွေးတွေကိုတုတ်ကာမမဲကြီးကိုလက်သီးနှင့်ထိုးသည်ကျွန်တော်ကိုသူတပည့်တွေကဝိုင်းချုပ်သည်လဲကြနေသောမမဲကြီးအပေါ်ကိုဥဒုမောင်က ခြေထောက်နှင့်နင်းကတနက်နှင့်ပြစ်ထဲလိုက်သည်ဒိုင်ကျွန်တော်ကထိတ်လန့်သွားပြီးမမဲကြီးဟု အော်ကအတင်းယုံသည်ဥဒုမောင်ကတနက်နှင့်ပြစ်လိုက်တော့လဲမမဲကြီးကိုမဟုတ်တော်ရဲကိုဖြစ်သည် ခွေးမှ နင်ငါကိုသွေးထွက်အောင်လုပ်တယ်ဟုတ်လားတတ်မယ်နင့်ကိုငါတတ်မယ်ဟိတ်ကောင်းလေးចောင်းစရာကိုပါခေါ်ခဲ့ဒီကိုခေါ်လာကျွန်တော်တို့နှစ်ယောက်ကိုအတူတူရှင်ထားလိုက်ပြီးဥတုမောင်ကတတ်နှက်ကိုမောင်းတင်လိုက်ပြီးကျွန်တော်ကလူယုံမှာမင်းအဖေမှတ်ကြည့်အတိုင်းလူယုံမှာပိုးဥကိုမရင်းချင်းနဲ့မရင်းကောင်သားပိုးဥကိုမိရှုတတ်တဲ့ဓမြသားဘာခွေးမသားငါအဖေကိုများလူယုံမှာမရင်းကောင်ဟုတ်လားတတ်မယ်မင်းကိုအရင်တတ်မယ်သူကကျွန်တော်တက်တဲ့ကိုတနက်နေ့ထင်ပြီးပြည့်ရန်ပြင်သည် မမဲကြီးကကျွန်တော်လက်မောင်းကိုတူးလက်နဲ့စုပ်ကိုင်းထားသည်ဖောင်ဖောင်ဖောင်ဟေ့လက်နဲ့ချတနက်ကိုချလိုက်ပြေးလိုက်မယ်နော်တနက်ကိုချလိုက်တဖက်ကမ်းမထမတနက်တန်နေထွက်လာခြင်းဖြစ်ပြီးလူရစုပြေးစင်လာကြသည်သူတို့ချောင်းကိုဖျက်လာမှတက်မတော်သားတွေဖြစ်နေမှန်းသိလိုက်ရသည်ဘူကြီးအောင်ထွန်းကျွန်တော်ကဗစက်မှလှုပ်ခနဲထွက်သွားသည်ဦးတို့မောင်ကတနက်ကိုလှုပ်ချပြီးလက်မြောက်ထားသည် သူတပည့်တွေကလည်းဓားတွေကိုပြစ်ချလိုက်ကြသည်ချောင်းကိုဖြက်လာသည့်ဗိုလ်ကြီးအောင်ထုံးကကျွန်တော်အနီကို ပထမဆုံးရောက်လာသည် သူက သူ့ရဲဘော်တွေကိုအမိန်ပေးလိုက်သည် ဟိုတိုင်ဖဲနဲ့ဓားတွေကိုတင်လိုက်အဲ့ဒီလေးရောက်ကိုကျိုးတုတ်ထားဆရာတို့ကိုကျိုးပြစ်ပေးလိုက်ဗိုလ်ကြီးတို့ဘယ်ကလာတာလဲလားဆရာအေးအေးဆေးဆေးစကားပြောရအောင်သူကကျွန်တော်နဲ့စကားသီးသန့်ပြောလို့ဟန်ရှိသဖြင့်အဖွဲနဲ့ဝေးသည့်နေရာကိုဥဆောင်သွားသည်ကျွန်တော်ကသူ့နောက်ကိုလိုက်သွားသည် ချောင်းဆက်အရောက်တွင်သူကဆရာအမှန်တိုင်းပြောရရင်ဆရာတို့ဒီနေရာကိုသွားမှာကျွန်တော်သိထားတယ်ဘယ်သူပြောတယ်လဲကိုတက်ကသတင်းလန့်ပို့တာကျွန်တော်တို့အယိုးလာောက်တာပဲဗျဒါပေမဲ့တာကာဟာရှိနဲ့ပတ်သက်နေတယ်မဟုတ်လားအင်းလီသူအယိုးလာောက်တာပဲတာကာဟာရှိနဲ့ပတ်သက်နေတယ်နောက်တစ်ခုရှိသေးတယ်ဆရာအဲ့ဒါဆရာသိသလားဘာလဲဗျဗရမ်းမြာစင်တုဟာ ခမရအဲ့ဒါကိုသိနေတယ်။ဆရာလည်းဒီအကြောင်းကိုသိထားပုံပေါ်တယ်။ကြားဘူးတာပါခမရကဘာကြောင့်ဗရမားစင်းတူကိုလိုက်ရှာရတာလဲ။ကျွန်တော်ကအထက်ကညွှန်ကြားချက်အရာပဲကျွန်တော်အဘကဗရမားစင်းတူကိုရန်သူလက်ထဲမရောက်အောင်ကာကွယ်ရမယ်လို့ပြောတယ်။ဘယ်သူကရန်သူလဲဗျ။ကျွန်တော်ကတိတိကျကျမသိဘူး။အဘကိုးကွယ်နေတဲ့ဘိုးတော်ကဒီအကြောင်းနေသိတယ်။ तू ကအဲ့ဒီဗရမားစင်းတူသာရန်သူလက်ထဲရောက်သွားမယ်ဆိုရင် စီမံထားတာတွေပျက်စီးကုန်လိမ့်မယ်လို့ပြောတာပဲကိုအောင်ထွန်းသိတာနဲ့ကျွန်တော်သိတာအเจ้าရချင်းတူပြီးမဲ့ရန်သူလို့သဘောထားတာတော့ကွဲနေတယ်ဘာဖြစ်လို့လဲဆရာဒီပဏမများစင်းသူဟာတကိုးကြီးတယ်ဆိုတာကိုလက်ခံသလားကျွန်တော်ကတော့တကိုးကြီးလားမကြီးတာထက်အဘာခိုင်းတဲ့အတိုင်းယူသွားပေးရမှာပဲဆရာဒီစင်းသူက မနှောမယဩရိတစေတီကနေတာဂါဟာရှိဖောက်သွားတာပဲကျွန်တော်လည်းသိတယ် ဒီစင်းလူကိုလွတ်လပ်ရေးမရမီကတည်းကဗိုလ်ချုပ်အောင်ဆန်းလက်ကိုအပ်ဖို့စူးစမ်းခဲ့တာသိလားမသိဘူးတာဂါဟာစီကဘယ်မှာထားတော့မှမသိဘူးနှစ်ပေါင်းများစွာပြောင်နေတယ်ခုဒီမိုကရေစီအင်အားစုအတွက်အာဏာရှင်လက်အောက်ကလွတ်မြောက်ဖို့ဒေါအောင်ဆန်းစုကြည်လက်ထက်ကိုထည့်ပေးပြီးရွှေဒဂုံဖျားမှာပူဇော်ခိုင်းဖို့စူးစမ်းနေသူတွေရှိတယ်ဆိုတာလေကိုအောင်ထွန်းသိသလားကျိုးသားနေသူတွေရှိတယ်ဆိုတာလဲကိုအောင်ထွန်းသိလားအဲ့ဒါလဲကျွန်တော်မသိဘူး ဲ့ဒီလိုကြိုးစားနေတဲ့အထက်မှာကျွန်တော်လဲပါတယ်။ဗျာဆရာကလည်းဒီပြမများစင်းသူကိုလာရှာနေရလား။ဟုတ်တယ်ဆရာတော်ဘုရားကအကူအညီတောင်းလို့လာရှာနေတာ။ဒါဆိုရင်ဆရာနဲ့ကျွန်တော်အကြံတူးနေပြီ။အကြံတူးတော့ရန်သူလားကိုအောင်ထွန်း။ကျွန်တော်ကလည်းနေမေရှင်းလင်းရေးတာဝန်နဲ့ရောက်လာတော့အဘခန့်လိုက်တဲ့အတိုင်းလောက်ရမှာပဲဆရာ။နောက်ပြီးအဘကိုခွဲတဲ့ဘိုးတော်ကဒါတွေအားလုံးကိုသိနေတယ်။ တရင်ကျုပ်လာပြီးနေမတန်းခင်စက်တီချောင်းဘက်ကိုယရနာရှာတဲ့အဖွဲတွေသွားတော့မယ်ဆိုတာကအစားသိထားတယ်။ကိုအောင်ထွန်းနဲ့ကျွန်တော်ရန်သူမိတ်ဆွေခွဲခြားရမယ်ထင်တယ်။ဘာပြောတာလဲဆရာ။ပြည်သူဟာရန်သူလားမိတ်ဆွေလား။ဆရာဒါပြောဖို့မလိုပါဘူး။ပြည်သူဟာရန်သူမဟုတ်ဘူး။စိတ်ရင်းနဲ့ပြောတာလား။စိတ်ရင်းအတိုင်းမှာပဲဆရာ။ဒါဆိုရင်ဒေါအောင်ဆန်းစုကြည်ဟာကိုအောင်ထွန်းရဲ့ရန်သူလားမိတ်ဆွေလား။ဟာဆရာဒါကတော့ပုံကိုရင်းနဲ့စိုက်မယ်ထင်တယ်။ ခင်ဗျကျွန်တော်မေးတာကိုမပြောနိုင်ဘူးမဟုတ်လားခင်ဗျားတို့ကိုနားသွင်းထားတာတွေယုံသလားဆရာဒီနေရာမှာဒါတွေမဆွေးနွေးခြင်းဘူးကျွန်တော်တို့စင်တုကိုရှာမယ်စင်တုနဲ့ယေရနာတွေအတူတွေ့တယ်ဆိုရင်ကိုအောင်ထွန်းပါလို့မလဲလာပါဆရာကျွန်တော်ကိုကူညီပါဆရာတို့အကျိုးမရုပ်စေရပါဘူးခင်ဗျားကိုကူညီသင့်တယ်မကူညီသင့်ဘူးဆိုတာကတော့ကျွန်တော်သဘောနဲ့မပြီးဘူးဘာဖြစ်လို့လဲယေရနာတွေကိုရှာပေဖို့ဟာမမဲကြီးကအဓိကလေး ူ့ကိုပြော့ပေးပါ ပြော့ကြည့်တာပေါ့ကျွန်တော်တို့နှစ်ယောက်မမဲကြီးစီတို့ပြန်လျှောက်လာကြသည်မမဲကြီးတောင်မြင်နေထိုင်ကငှက်ပြောသီးစားနေသောမမဲကြီးကိုကျွန်တော်ကခေါ်လိုက်ချင်းဖြစ်သည်ဒီကဘူကြီးကငါတို့ကိုလာခဲ့တာအဲ့ဒါသူကယတနာတွေကိုပြပေးပါတဲ့ဂျပန်တွေလားဂျပန်တွေမဟုတ်ဘူးသူတို့ကမြန်မာစစ်သားတွေဘာမှမသိဘူးရွာပြန်မယ်မမဲကြီးကဘာမှဆက်မပြောတော့ ကျွန်တော်ကဗိုလ်ကြီးအောင်ထွန်းကို ထွက်သွားရန်မျက်ရည်ပြလိုက်သည်မမဲကြီးဟိုးကြောက်လုံးနဲ့ယတနာတွေပတ်သက်နေမယ်ထင်တယ်စာကူရာပန်းဝင်ကိုတာကာဟာရှိထွင်းခဲ့ပုံရတယ်မမဲကြီးကမျက်စိတွေကိုမှိတ်ထားသည်ငါလိုချင်တာယတနာတွေမဟုတ်ဘူးတာကာဟာရှိမြုပ်သွားတယ်ဖះရပဲဗရမ ्या ဖះအဲ့ဒါရဖို့အရေးကြီးနေတယ်ငါ့ကိုကူညီပါဟာပတ်တမွာဖះပတ်တမွာအေးဟုတ်တယ် ငါဗရံများဖះလို့ခြင်းနဲ့အဲ့ဒီဖះကအရေးကြီးတယ်။ရောင်ကြီးတွေလွတ်နေတယ်။ကြည့်လို့မရဘူး။ကြောက်တုံးကြောက်တုံးတချင်းဆူနေတယ်ကြောက်တုံး။မမဲကြီးကဆာကူရာပန်းပုံရှိသည့်ကြောက်တုံးကြီးစီကိုပြေးသွားသည်။ထို့နောက်ကြောက်တုံးကိုနားကပ်ထားသည်။ဘိုးကြီးအောင်တုံးကကျွန်တော်တို့စီကိုပြေးလာသည်။ဘာလဲစရာ။ကျွန်တော်ကသူ့ကိုအตาလေးနေရန်လက်ပြထားသည်။တချင်းဆူနေတယ်။တချင်းဆူနေတယ်။ မမဲကြီးကပါဇက်မှာတဒွတ်တွရွနေသည်တချင်းစုံနေတယ်ကျွန်တော်ကမမဲကြီးပြနေသည့်နေရာသို့သွားကသူ့လိုပင်ကြောက်တုံးကိုနားကပ်ပြီးနားထောင်ကြည့်လိုက်သည် ထိုအချိန်တွင် လေပြင်းတစ်ချက်ဝှေ့လိုက်ရာတစ်ဖက်ကမ်းမထက်မှပန်းပွင့်တွေလေထဲတွင် လွင့်လာပြီးကြောက်တုံးတက်ခွိုက်လာကြသည်ဘာပန်းတွေမှန်းတော့မသိစာကူရာခေါ်ချယ်ရီပန်းတွေနဲ့ဆင်တူးနေသည်သို့တော့အနီရောင်လေးတွေဖြစ်နေသည် ကျွန်တော်ကကြောင်တုံးကိုနားကပ်ပြီးနားထောင်တော့လေချောင်းနှက်ဆင်မှာရေကြတဲ့ကြောင့်အတန်တွေစူးညံနေတဲ့ဖြင့်အားဆိုင်နေရသည်။ဘာလဲဆရာ။ဘာကိုနားထောင်နေရလဲ။လာဗျာနားထောင်ကြည့်စမ်းပါ။ကြောင်တုံးကြီးထဲမှာဘာတန်တွေကြားနေရတယ်လဲ။ကျွန်တော်ကတော့ဟိုကရေကြတဲ့တွေနဲ့ရောနေလို့မသေးခွဲမှုဖြစ်နေတယ်။ဘိုးကြီးအောင်ထွန်းကကြောင်တုံးကို လာကပ်ပြီးနားထောင်သည်။ထူးဆန်းတယ်။ဟောဟောဆိုတဲ့အတန်တွေကြားနေတယ်။ဟိုးချောင်းကြရေတန်းနဲ့မတူဘူး။ မမဲကြီးကကြောက်တုံးအောင်မှာဟုပြောလိုက်သည်။ကဲကိုအောင်ထုံးဒီကြောက်တုံးကြီးကိုဖဲ့ကြည့်ရအောင်။ကြောက်တုံးကြီးကလူနှစ်ယောက်ဖက်ရလောက်အောင်ကြီးပြီးလူတထိုင်ခန့်မြင့်သည့်ကြောက်တုံးကြီးဖြစ်သည်။နှစ်ကြာသဖြင့်ရေညှိတွေတက်နေတော့လေ။အိနေရာတွင်ထီထီကြီးဖြစ်နေသည်။ရဲဘော်တွေကိုခေါ်ကာအာလုံးဝိုင်းတွန်ကြသည်။တဲတဲတွင်ညီမြနစ်နေသည်မသိ။မရွေ့အာလုံးကကြောက်တုံးဘေးပပတ်လေကိုတူးကြသည်။တော်တဲ့ဝင်ပြီး တေလုံးတွေကိုခုတ်သူကခုတ်လာကြသည်ကုတ်လုတ်ပြီးကော်ရံဖြစ်သည်ညာတန်နေပြီးပြီးကြောက်တုံးကြီးကို ကုတ်နှင့်ကော်သူကတွန်းသူတွန်းလောက်ကြသည်ကျွန်တော်လည်းအဖွဲနဲ့အတူဝိုင်းတွန်းနေသည်ကြောက်တုံးကြီးကိုအောင်မြင်စွာ သူ့နေရာမှဖယ်ရှားလိုက်နိုင်သည်ဟာတွင်းကြီးလူတယောက်ဝန်နိုင်ယုံတွင်းကြီးကိုတွေ့ရသည်သို့တော်လက်နှင့်မိများဖြင့်တွင်းထဲကိုထိုးကြည့်ရတွင် တွင်းထဲတွင်ရေတွေက တလဟောစီးနေသည်ကို တွေ့လိုက်ရသည် တွင်းထဲမှာရေတွေစီးနေတယ်ရဲဘော်လေးတယောက်អော်ပြောလိုက်ချင်းဖြစ်သည်ဆင်းလို့ရမလားမဖြစ်နိုင်ဘူးထင်တယ်ရေစီးအောင်မှာဘာရှင်းမှန်းမသိဘူးကျွန်တော်ကတည်တည်ချာချာကြီးလိုက်ပြီးတွင်းဝနဲ့ရေစီးကလူတရက်အကွာလောက်ပဲရှိမယ်ထင်တယ်ဟုတ်တယ်ဒီနေရာကိုရေတွေကဘယ်ကနေဝင်လာတာလဲအဲ့ဒါဘဟေးလိပဲရေတွေကိုဘာကြောင့်ကြောက်တုံးအောင်မှာစီးနေတာလဲကျွန်တော်ကမမဲကြီးစီကိုတွားလိုက်ပြီးမမဲကြီးတွင်းကြီးတွင်တွေ့တယ်ရေတွေစီးနေတယ်ဟုတ် ပြောလိုက်သည်မမဲကြီးကသဲပြင်ပေါ်တွင်ကြွေကျနေသည့်ပန်းနီနီလေးတွေကိုလိုက်ကောင်းနေသည်လက်တက်စကောက်စာလောက်ရသည့်အခါတွင်ပန်းဝင်တွေကိုတွင်းနဲ့ပစ်ထည့်လိုက်သည်မမဲကြီးကချောင်းရုပ်အတိုင်းအောက်ဖက်ကိုပြေးသွားသည် ကျွန်တော်နှင့်ဘူကြီးအောင်ထွန်းတို့ကသူ့နောက်မှပြေးလိုက်သည်ကျွန်တော်အထင်ခြေလမ်း90ကျော်ကျော်လောက်အရောက်တွင်မမဲကြီးကရက်လိုက်ပြီးကံပါးကိုကြည့်နေသည်ကံပါးဆောင်တွင်ရေတွေကပွက်ထနေသည် ရေပွက်ထနေသည့်နေရာမှာ ပန်းနီနီပွင့်လေးတွေကတပ်ပွင့်ချင်းထွက်လာသည်ဆရာဒီနေရာဟာစောစောကတွင်းရဲ့ရေထွက်ပေါက်ပဲဟုတ်တယ်ကျွန်တော်တို့ဒါဆိုရင်ရေဝင်ပေါက်ကိုရှာရမယ်ဘာကြောင့်လဲဆရာရေဝင်ပေါက်ကိုပိတ်နိုင်ရင်အဲ့ဒီတွင်းထဲကိုဆင်းလို့ရပြီလေမမဲကြီးကတောင်မြင်တွင်ထိုင်ချလိုက်ပြီးတစ်ကန်လေးတစ်ခုကိုကောက်ကပန်းပုံလေးဆွဲနေသည်ဘာပန်းလေးလဲမသိဘူးကျွန်တော်ကကိုအောင်ထုံးကိုလက်ပြလိုက်ပြီးအသားလေးနေရန်ထားလိုက်သည် မမဲကြီးကပန်းပုံကိုဆွဲပြီးတေကိုင်းလေးများကိုထည့်နေသည်ပန်းပွင့်ကတပွင့်နေဖြစ်သည်ကွန်တွန်းသူဆွဲနေတာစကူရာပန်းမမဲကြီးကကျွန်တော်ကိုလှဲ့ကြည့်သည် ချယ်ရီတွေပွင့်ပြီလားဟုမေးလိုက်သည် သူဆွဲသည့်ပန်းပုံနဲ့တေကိုင်းပုံများကို ကျွန်တော်ကကြည့်လိုက်ပြီးဒီတေကိုင်းကရေထွက်ဟုတ်ပြီဒီတေကိုင်းနေရာကရေဝင်ပဲကျွန်တော်ကဘိုးကြီးအောင်ထုံးကိုကွန်တွန်းဒီပုံကိုကျွန်တော်တွေ့ဘူးတယ်ဒီနေရာကစောစောကရေထွက်နေရာ သူနဲ့ဆန့်ကျင်ဘက်ရေဝင်ဒါဆိုရင်တမန်ပိတ်ထားတယ်လို့ဖြစ်နေတဲ့နေရာမှာရေဝင်ပေါက်ရှိမှတေချာတယ်လာဗျာသွားကြည့်ရအောင်မမဲကြီးကတေမင်းလာနေပြီတေမင်းလာနေပြီဟုအော်လိုက်သည်ဟုတ်ကဲ့ဝတ္ထုတို့လေးကိုဒီနားလေးမှာခေတ္တရန်နာခွင့်ပြုပါရှင်နောက်ထပ်အပိုင်းဆက်ကိုလည်းဆက်လက်ပြီးတင်ဆက်ပေးသွားမှာမို့စောင့်မျှော်အားပေးကြပါဦးနော်အားလုံးဘေးကင်းကြပါကြပါစေရှင်